င်္ဂလာပါဆရာဆိုင်ဝမ်းမှာအကြမ်းမြင့်ပါတယ်ရှင်မှာဆရာကအခုဒီဗီဒီယိုလေးမှာခொနည်းရသားသမီးတွေအတွက်ငွေကြေးနဲ့ပတ်သက်တဲ့နော်အတုံးဝင်မဲ့နီလန်းလေးတစ်ခုကိုဆရာသင်ပေးချင်ပါတယ်ငွေကြေးအပေါ်မှာထားရမယ့်စိတ်ငွေကြေးအပေါ်မှာအယူလွဲနေတဲ့စိတ်ခொနည်းရသားသမီးတော်တော်များများငွေကြေးအပေါ်မှာလွဲမားနေတဲ့ခံယူချက်အမြင်မားနေတဲ့ခံယူချက်ကလေးကိုဆရာနီလန်းလေးတင်ကြပေးမှာဖြစ်ပါတယ်အဲ့ဒါလေးကတော့ဆရာတို့တော်တော်များများပေါ့နော် လူတော်တော်များများကငွေကြေးနဲ့ပတ်သက်တာလို့ရှိရင်ကို့မှာပတ်စံအများကြီးဝင်လာလို့ရှိလို့ရှိရင်လူတွေတော်တော်များများကပျော်ကြတယ်။ဟဲ့ငါ့ကိုမိုးမိုးပေးတာပဲဖြစ်ဖြစ်ဈေးရောက်ကောင်းတာပဲဖြစ်ဖြစ်တဲရောက်ရောက်စီရရတာပဲဖြစ်ဖြစ်ပတ်စံလေးတွေနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့တော်တော်များများကဆရာတို့တော်တော်များများပျော်ကြတယ်ဟုတ်တယ်နော်ပျော်ကြတယ်တကယ်ချင်းချင်းချင်းရပဲဖြစ်ဖြစ်မောင်နှမအချင်းချင်းရပဲဖြစ်ဖြစ်မိသားစုပါပဲဖြစ်ဖြစ်ကိုတယောက်ယောက်ကပေးတယ်ဆိုလို့ရှိရင်ဆရာတို့ကပျော်ကြတယ်ပေါ့နော် ဒါပေမဲ့ဒီနေရာမှာဆရာတို့ကဟို900ပဲပေးတာမျိုးတို့200ပဲပေးတာမျိုးတို့နော်အာအမတန်နှဲပါတဲ့ငွေကြေးပမာဏအမောင့်ဆိုလို့ရှိရင် လူတွေတော်တော်များများကမှားယွင်းတဲ့အယူအဆနဲ့ခံယူချက်ကို လက်ကင်ထားကြတယ်။ဒါတောင်ဆရာကဒီပညာရက်ကိုဘာလို့သိတာလဲဆိုလို့ရှိရင် Trust School Inner Self Design ဆိုတဲ့ဆရာဥက္ကမောင်တန်တင်နန်းကိုတက်တော့မှဆရာကဒီရဲ့ energy ဒီရဲ့ငွေရဲ့ power ငွေရဲ့စီးကြောင်းငွေရဲ့လမ်းကြောင်း unit ဆန်ဆန်သိပ်ပံဆန်ဆန်လက်တွေ့ကြကြပညာကိုဆရာဥက္ကမောင်တန်းစီမှာတိမ်ပေါင်း၁၀ချီအကုန်ခံပြီးတော့မှနှစ်လာပေါင်းများစွာတင့်နေချီဟိုဆရာဆိုတက်နေတာတန်တန်းတက်နေတာတနစ်ကျော်သွားပြီဆရာဆိုင်ဝမ်ဥက္ကမောင်တန်းစီမှာဆရာဥက္ကမောင်တန်းစီမှာတင်တန်း တက်နေတာတက်ရောက်နေတာတနစ်ကျော်သွားပြီဆိုတော့ဒီပညာရက်တွေကိုတိတိကျကျဆရာသင်ယူခွင့်ရခဲ့တယ်အရန်ကိုကျွန်တော်တို့မသိတဲ့အကြောင်းအရာတွေအများကြီးရှိသေးတယ်ပေါ့နော်အရန်တန်ဖိုးရှိတယ်ပေါ့နော်သင်တန်းတစ်ခုတစ်ခုမှာ investment လုပ်တာတော်တော်လေးကိုတန်ဖိုးရှိတယ်အဲ့တော့ဆက်ပြောပြမယ်ပေါ့နော်အာငကိုကလေးရလည်းဒီငွေနဲ့ပတ်သက်တဲ့ energy ကိုဆရာကသိတယ်။ဒါပေမဲ့အခုဆရာဥက္ကမောင်တန်းရဲ့တင်တန်းကိုလည်းတက်လဲတက်လိုက်ရောဆရာပိုသိသွားတယ်။ဆရာပိုနားလည်သွားတယ်။အဲ့ ဒါကြောင့်မလို့ဆရာထီရောင်းတဲ့တကလာမှာဆရာစင်ကာပူထီတွေရောင်းတယ်တိုတိုတွေရောင်းတယ်ဆွီတွေရောင်းတယ်ဆရာအဲ့လိုရောင်းတဲ့ချိန်မှာလေဆရာကဒီလိုမျိုးငွေစည်းကြောင်းကိုနားလေတဲ့အတွက်ဒီလမ်းကြောင်းကို professional ဆရာသွားတာကိုကိုတိုင်းလည်းအယံဝါဒနာပါတယ်ပြီးတော့ဆရာတို့ကဒီထီနဲ့ပတ်သက်ပြီးတော့မှငွေကြေးရဲ့ပညာအရဆရာဥက္ကမောင်တန်းတင်ထားပြီးတဲ့ငွေကြေးရဲ့ပညာအရဒီငွေကြေးစည်းကြောင်းအပေါ်မှာ negative တော့မဝင်ရအောင်သူ့ရဲ့စီမင်းစီကံက အပြင်းထန်ဆုံးတားမြစ်ထားတဲ့စီမင်းစီကံကဆရာတို့ negative လုံးဝမဝင်ရအောင်သူကနံပါတ်1အချက်စီမင်းတော့ရှောင်ရှားရမယ့်စီနံတော့စီကံတော့စီနံတော့ဖြစ်နေပြီစီကံတော့မျိုးတွေအရန်ကျိုးရှိတဲ့ post တွေတော့ဒီ post တွေရဲ့ like like လောက်ကြပါနော်နံပါတ်1အချက်ကလုံးဝ negative မဝင်ရအောင်နံပါတ်2စီကံရှောင်ရမယ့်စီကံကဒေါသမကြီးရအောင်ပတ်စံချမ်းသာခြင်းတဲ့သူပတ်စံဝင်ခြင်းတဲ့သူငွေဝင်ခြင်းတဲ့သူကလုံးဝဒေါသမကြီးရအောင် ဝင်ရဲ့ energy ဝင်ရဲ့စွမ်းအင်ကဆရာတို့ तू ကဒေါသကိုအရန်ကြောက်တယ်ဒေါသကြီးတဲ့သူဒေါသခုံမှန်နေထွက်နေတဲ့သူသူများကိုတစ်ချိန်လုံးဗလိန်နေတဲ့သူသူများကိုမကောင်းမြင်နေတဲ့သူလောကကြီးကိုမကောင်းမြင်နေတဲ့သူကအရန်စင်းရဲတယ်တဲ့ဆရာရဲ့ပညာရဲ့မှာအတိလင်းပေါ်ပြထားတယ်ဆရာဥက္ကမောင်တန်ရဲ့ပညာမှာအတိလင်းကိုတင် जा ပေးထားတယ်ဆိုတော့နံပါတ်1အချက် negative အတွေး negative thought negative ခံစားချက်တွေလုံးဝမဝင်ရဘူး ကိုယ့်ကိုဘလော့ဖြစ်စေမဲ့အရာတွေကိုယ့်ကိုပိတ်ပင်တားမြစ်ထားတဲ့အရာတွေလုံးဝအဝင်မခံရဘူး။နံပါတ်1စီမင်းစီကံဒေါသမထွက်ရဘူး။ပတ်စံဝင်ကျင်တဲ့သူစင်စက်မပြတ်ကိုဘဝတွေကိုပတ်စံဝင်ကျင်တဲ့သူပတ်စံပေါများကျင်တဲ့သူပတ်စံနဲ့အပါဝင်ပတ်စံအပါဝင်လက်လာပါတွေပေါများကျင်တဲ့သူကလုံးဝဒေါသမထွက်ရဘူး။ဆရာဆိုင်ဝန်ဆိုဒါကြောင့်နောက်ပိုင်းဆိုအရင်သိခံတာလုံးဝဒေါသကိုထိန်းတာပေါ့နော်။ဆရာရဲ့ပညာရက်တွေကိုတင်ပြီးတဲ့အချိန်မှာဆရာဥက္ကမောင်တန်းရဲ့ပညာရက်တွေကိုတင်ပြီးတဲ့အချိန်မှာဒေါသကိုအရင်ထိန်းတာလုံးဝမထွက်အောင်လုပ်တာ။အရင်တော့ ဆရာဆိုင်ဝန်အတားဆွာတယ်ကိုကိုကိုတော့ဆွဆွာလို့နာမည်ပေးထားတာပေါ့နော်လာထိတာနဲ့ပြန်ပတ်တာပေါ့နော်အဲ့လိုမျိုးပေါ့နော်အရင်တော့အရင်တော့ဒါပေမဲ့အခုဆရာကမောင်တန်းစီမှာတနည်းကြော်ကြော်တင်တန်းလဲတက်ပြီးသွားရောရှိတော်ဦးဒေါတာကိုလာဝုန်းနေတာကိုကရှောင်းတာအဲ့ဒီအခုတို့ကိုမယူရှောင်းတာရအောင်ဘာလို့ဆိုကိုချမ်းသာခြင်းနဲ့လေဆရာဆိုင်ဝန်ဒီချမ်းသာခြင်းနဲ့ဆရာဆိုင်ဝန်ဒီအရန်ကိုမီလီယံနာထရီလီယံနာဖြစ်ချင်တာဖြစ်တဲ့အတွက် ဲ့ငွေကြေးကတတ်မှတ်ထားတဲ့ဒေါသကိုအရန်ရှောင်တယ်ဆရာဆိုင်ဝမ်ပြီး negative ကိုအရန်ရှောင်တယ်ကိုကုတ်ကိုမင်္ဂလာရှိအောင်နေတယ်ဒါကြောင့်မလို့ဆရာဆိုင်ဝမ်ထီရောက်တဲ့နေရာမှာဆရာဆိုင်ဝမ်ကတစ်ဖက်ကလည်း universe ရဲ့စัจ java လာရဲ့ energy ကိုဆရာအသုံးချတယ်နောက်တစ်ဖက်ကလည်းအကြောင်းတရားပြည့်စုံလာလို့ရှိရင်အကျိုးတရားတွေကမဖြစ်ပေါ်ဘဲနဲ့နေလို့ကိုမရတာဖြစ်တဲ့အတွက်ဒီလိုမျိုးဟုတ်ဖရားတရားတွေဒီလိုမျိုးเนาะဒန်းတန်တိုက်ပုံကိုနေတော့ပြောဆရာကထိုင်းမှာနေနေတာဖြစ်တဲ့အတွက်เนาะနိုင်ငံခြားမှာနေနေတာဖြစ်တဲ့အတွက်ဒီထိုင်းနိုင်ငံရဲ့အထင်ရှားဆုံးသောပုံကိုတွေကိုဆရာဆုတောင်းတာ နော် prayer လောက်တာဆုတောင်းတာပေါ့နော်အဋိဌံပေါ့အဋိဌံလောက်တာဆိုတော့တစ်ဖက်ကလည်း universe ရဲ့ပညာကိုသုံးတယ်တစ်ဖက်ကလည်းကို ဖြည့်စရာဖြည့်စရာရှိတဲ့အကြောင်းတရားတွေကိုကိုဖြည့်တယ်ဖရားတရားကိုအတကုံလောက်တယ်အဋိဌံတွေဝင်တယ်အချိန်မှန်နေရာမှန်အတန်မှန်အဋိဌံတွေဝင်တယ်တစ်ဖက်ကလည်းဓာဏတိုက်ပုံကိုတွေကိုအကြီးကျယ်ဆုတောင်းတယ်အဋ္ဌိဌံတွေဝင်တယ်ပေါ့နော်ဆိုတော့ဆုတောင်းကမပြည့်စရာအကြောင်းမရှိဘူးတနေ့နေ့တစ်ချိန်ချိန်တော့ပြည့်မှာဒါကြောင့်ဆရာကဆက်ဆက်ပြီးတော့မှ ခုဒါငွေချင်းနဲ့ပတ်သက်တဲ့ energy အကြောင်းဆရာပြောပြပြောပြပေးသွားရပါတော့။ဒါကြောင့်မလို့ဆရာတို့ကတေးသေးလေးအလူတွေတော်တော်များများကအခုကြည်နေတဲ့တထင်းမင်းတထင်းမနေလူတွေတော်တော်များများကကိုယ့်စီကိုငွေချင်းအမောင့်ကြီးကြီးမားမားဝင်လာရင်ကြတော့အားလုံးကသဘောကျကြတယ်။အာကျေးဇူးတင်လိုက်တာကျေးဇူးတင်တင်ကြတယ်ပျော်ကြတယ်ပေါ့နော်။ဒါပေမဲ့ဆရာတို့စီကိုတေးသေးလေးဝင်လာလို့ရှိလို့ရှိရင်လူတွေတော်တော်များများဟဲ့ပတ်စံလေးတလောက်လာဟဲ့အထင်ကြီးတာတော့မရှိပါဘူး။နင်ရလဲအဲ့လိုတွေလွဲမာသောအယူအဆတွေပြောတတ်ကြတယ်။တိတ်အရေးကြီးတယ်နော်မိတ်ဆွေတို့ ခုကြည့်နေတဲ့တထိန်မင်းတထိန်မအကုန်လုံးဒီကိစ္စရန်ရေးကြီးတယ်နော်မှားနေတဲ့ခံယူချက်လွဲမှားနေတဲ့ခံယူချက်ကိုဆရာက idea creative thinking ကိုစဉ်းစားပြီးတော့ဆရာတိချာပြောပေးတာဆရာတင်ထားတဲ့ပညာရက်နဲ့ဆရာရဲ့ကိုယ်ပိုင် idea နဲ့ပေါင်းစပ်ပြီးတော့မှဒီဗီဒီယိုလုပ်ပေးတာဖြစ်ပါတယ်အရန်ကြိုးရှိတယ်เนาะဆရာရဲ့ဗီဒီယိုကြည့်တာအရန်ကြိုးရှိတယ်အဲ့တော့အဲ့လိုမျိုးသွားရမယ်ကိုစီကိုငွေတွေဝင်လာလို့ရှိလို့ရှိရင်တော်တော်များများကပန်းရင်းနေတယ်သူတော်တော်များများက မလေးကြီးကြီးမားမားဝင်လာမှပျော်ကြတယ်ကြီးကြီးမားမားဝင်လာမှအဆင်ပြေတာကိုပြောကြတယ်ကျေးဇူးတင်ကြတယ်မှားပါတယ်တိတိလေးဝင်လာလဲကျေးဇူးတင်ရပါမယ်ကိုစီကိုအရင်တော့ဆရာလဲဖြစ်ခဲ့မှုတယ်ဒီပညာတွေကိုငွေရဲ့ပညာတွေကိုမသိခဲ့မသိခဲ့အချိန်ကဆရာလဲဖြစ်ခဲ့မှုတယ်200လောက်ပဲပေးလိုက်ဟဲ့နင်း तू 200လဲပေးတာလားစော်ကားတာကျေးဇူးမတင်တဲ့ပြင်စော်ကားတာသူများကကိုယ်မမိုးပေးလိုက်တယ်ပါဆရာတို့ဆိုလဲခုထီရောက်နေထီရောက်နေပုံမှာ ဘေးနဲ့ဟောတာပဲဖြစ်ဖြစ်ထီရောက်တာပဲဖြစ်ဖြစ်အဲဆရာဆန်းဝိုင်းရေဆရာဆန်းဝိုင်းကိုကျမမုံမိုးနေရပေးလိုက်တယ်နော်ဆရာသုံးချင်တာသုံးလိုက်နော်ဆရာရေထီဝယ်လိုက်တာကျမ900ပူွားတယ်နော်ဆရာအဲ့900ဆရာရေဖျားပန်းသုံးချင်သုံးလိုက်နော်ဟဲ့အရင်တော့ပေါ့နော်အရင်တော့ဆိုရင်ဟဲ့သူက900လည်းပေးတာလေကြည့်ပါဦးငါ့ကိုကတော့တာမလီကစီးနေလိုက်တာဟဲ့တထေးမလေးကလည်း900လည်းပေးတာလေဆိုကိုစော်ကားခဲမိတယ်ကိုဒီပညာကိုမသိခင်ကအဲ့လိုပဲဒီတထင်းမင်းတထင်းမခုကြည့်နေတဲ့တထင်းမင်းတထင်းမတို့ကလေဒီပညာကိုမသိခင်အချိန်ထိကိုတထင်းမင်းတထင်းမတို့စိတ်မှာအဲ့လိုစော်ကားမိနေလိမ့်မယ်ကို့ ငွေကြေးနည်းနည်းလေးလာပေးလို့ရှိလို့ချင်းမလေးဒါလောက်လေးပေးတာလားဟဲ့အထင်ကုန်ကြီးပါအောင်ညီးရလဲဆိုပြောလိုက်မယ်အမှန်မှအယမ်းမားပါတယ်အဲ့လိုမပြောရပါဘူးငွေကြေးမှာ energy ရှိပါတယ်ငွေကြေးမှာအသက်ရှိပါတယ်ငွေကြေးမှာစွမ်းအင်ရှိပါတယ်နည်းနည်းလေးဝင်လာလဲကျေးဇူးတရားပွားများပေးပါ အော်ဝင်လေးရဲ့ကျေးဇူးတင်လိုက်တာငါ့ကိုပတ်စံနေရမိုးမိုးပေးတာလားငါကျေးဇူးတင်သွားလက်ခံပါတယ်နော်အာရိကတိုအာရိကတိုအာရိကတိုပါကျေးဇူးတင်လိုက်တာကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်နော်နောက်ခါနောက်နောက်နဲ့ငါရှိကိုအဖော်လေးအပေါင်းတွေအများကြီးနဲ့လာပေးပါနော်တကယ်ချင်းတွေအများကြီးခေါ်လာပေးပါနော်မိသားစုတွေနဲ့ ကလေးတွေရောမိသားစုတွေရောတငယ်ချင်းတွေရောနင်တို့ရဲ့ရဲရှိန်ရဲမျိုးတွေရောငါ့ကိုခေါ်လာပြီးတော့မှအများကြီးဝင်လာပါနော်ငွေလင်းရေးခြေသူတက်ပါတယ်နော်ဆိုပြီးတော့သူ့ရေမွေလေးဖြန်းပေးရမယ်နော်ဖြစ်နိုင်လို့ရှိရင်ဆရာတို့ကလက်ရွှေနော်အိတ်အဝါလေးဆရာတို့လက်ရှိလက်ရွှေအိတ်အဝါလေးစောင်းပေးတိုင်ရင်ပိုကောင်းတာပေါ့နော်ဆရာရောင်းပေးတယ်ပေါ့နော်ဒါဆရာဈေးရောင်းနေမှာမဟုတ်ပြောပြနေတယ်နော်ဂျုံသွားလို့ဂျုံသွားလို့နော်အဲ့တော့ဒီလိုမျိုးအိတ်အဝါအဝါရဲ့ဓာတ်ကတော့ငွေကိုစွဲတယ် နော်အဝါရောင်ရဲ့ဓာတ်ဒီဖုံးရွှေနီးပညာဘေးရင်ပညာအရာ तू ကငွေကိုဆွဲတယ်ငွေကိုဆွဲတယ်ငွေမတုံမကုံတဲ့နာမကုံအောင်ထိမ့်ပေးတယ်ငွေဝင်တယ်ငွေဝင်ကျန်းတယ်ဒါကြောင့်ဆရာကြီး လောကအဝါရောင်တမျိုးပဲကြိုင်နေအိတ်ကိုအရန်ငွေဆွဲလို့တကယ်တိတိတတပတ်စံဝင်နေနော်အဲကြောင့်ကိုယ့်ရဲ့အိတ်ကလေးထဲမှာဝင်လာတဲ့ပတ်စံလေးကိုထည့်ထည့်ပြီးလို့ရှိရင်ရေမွေးလေးဖြန်းနော်ဆရာတို့ရေမွေးလေးဖြန်းပြီးပေါ့နော်ရေမွေးလေးဖြန်းရှုရှုရှုနဲ့ရေမွေးလေးဖြန်းပြီးရင်အဲ့ဒီငွေချင်းအိတ်ကိုလွတ်ပြစ်တာမျိုးတွေကြော်တာမျိုးတွေအောက်ချတာမျိုးတွေမလုပ်ပါနဲ့နော်ပြောဘို့ဘတ်နဲ့လွန့်ပလိုက်တာမျိုးတွေပြီးတော့အောက်ချတာမျိုးတွေမလုပ်ပါနဲ့ပြီးရင်ဘဝမှာစောက်ဆန်စောက်ဆန်နဲ့ဘယ်တော့မှမခေါ်ပါနဲ့နော်ငွေကသူ့ကိုချစ်မှသူ့ရတဲ့ကိုယ့်ကိုချစ်မှဟုတ်ပြီနော်တဲလင်းတို့နော် စောက်ဆန်စောက်ဆန်နဲ့ဘယ်တော့မှမခေါ်မိပါသေးနဲ့အဲ့လိုခေါ်မိလိုက်တယ်ဆိုရှင်လက်တိတ်သွားရောတော်တော်ကြာကြာပတ်စံမဝင်တတ်ဘူးကိုစီကိုငွေရအသက်ရှိတယ်နော်တဲလေးတို့ဝင်မှာအသက်ရှိတယ်နော်အဲ့လေတို့တင် जा ပေးလိုက်ပါတယ်အဲ့တော့နည်းနည်းလေးဝင်လဲခြေသူတရားလေးပွားများပေးပါအဖော်လေးအပေါင်းနေနဲ့ဝင်လာပါငွေလေးရင်းနင်းကိုချစ်တယ်နော်ငါအရန်ချစ်တာနင်းကိုငါ့ကိုလည်းချစ်ပေးပါနော်ဆိုသူ့ကိုကလေးလေးတယောက်လိုတငယ်ချင်းတယောက်လိုကို့မိသားစုတယောက်လိုကို့အကိုညီကိုမောင်နှမတငယ်ချင်းတယောက်လိုမျိုးသူ့ကိုဆက်ဆံပေးပါတဲ့လေးတို့နော်အဲ့တော့ နည်းနည်းလေးဝင်လာကျွန်တော်တို့အားလုံးပါရင်းနေတဲ့အကြောင်းတရားကနည်းနည်းလေးဝင်လာလဲခြေသူတရားပွားများပေးပါအများကြီးဝင်လာလဲခြေသူတရားပွားများပေးပါအမတန်အကျိုးရှိတဲ့ဗီဒီယိုလေးပါဒီဗီဒီယိုလေးကနော်အဲ့တော့တကယ်ထိရောက်တယ်ဆိုရှင် comment မှာတစ်ခုရေးသွားပါ share သွားပါနော်တဲ့လေးတို့အများကြီးလည်းပြန်လဲဝင်များပါတကယ်အကျိုးရှိတဲ့ဗီဒီယိုလေးဖြစ်လို့ပါဆရာသိန်းဆက်ချီအကုန်ခံအချိန်နဲ့ကုန်ခံပြီးတက်ထားတဲ့ပညာတွေကိုအဲလေးတို့ကတထိုင်နဲ့တည်းနဲ့ရတာပါနော်ဆရာကို follow လုပ်ထားနောက်နောက်အကျိုးရှိတဲ့ဗီဒီယို